မင်္ဂလာဆောင်ဖို့၃ရက်အလုံးမှာထူးဆန်းစွာပျောက်ဆုံးသွားတဲ့အမျိုးသမီးငယ်လေးမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့လက်ရှိအချိန်ကာလမှာတော့လူငယ်များစွာပျောက်ဆုံးနေရနေရာတိုင်းလုံးလုံးမှာဖြစ်ပြီးတချို့တွေကဖမ်းဆီးခံရသူတွေရှိသလိုတချို့တွေကတော့ဒိုစီနဲ့ပါသွားကြပြီးပြန်တွေးရသူတွေရှိသလိုအခုချိန်ထိအစာနာရှာမတွေးတော့တဲ့သူတွေလည်းများစွာရှိပါအဓိကကတော့ရန်ကုန်မြို့လုံးလူစီကိုင်းနေရာတွေမှာပျောက်ဆုံးနေရဖြစ်ပြီး အပြောင်အများဆုံးကတော့အရန်ကိုလူစီကားပြီးလူငယ်တွေအများဆုံးသွားလင်းရှိတဲ့တိုင်းစီဒီနာပဲဖြစ်ပါတယ်။တိုင်းစီဒီနာမှာတော့လူစီကားရနေရာတစ်ခုဖြစ်တယ်လို့လူအပြောင်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ခုတစ်ခါမှလည်းမင်္ဂလာဆောင်ခါနီးအမျိုးသမီးငယ်လေးတယောက်ရုံစင်းချိန်မှာတိုင်းစီဒီနာမှာပျောက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ကောင်မလေးနဲ့လက်ထပ်မဲ့အမျိုးသားကအခုလိုအခုကြီးတောင်းလာခဲ့တာပဲဖြစ်ပါတယ်။ယခုပုံမှာကျွန်တော်ကောင်မလေးကတော့ AB 25ရဲ့နေ့ ညနေ4:00စင်ချိန်6:45 PM လောက်ကတိုင်းစီဒီနားမှာပျောက်သွားလို့ပါတပတ်ကမိင်္ဂလာပွဲဖြစ်ပြီးအခုအားလုံးပြင်ဆင်ပြီးမှအချိန်နောက်ဆုံးလိုက်ရပါတယ်နောက်ဆုံးလိုက်ရတဲ့အတွက်လည်းဖိတ်ကြားထားသူအားလုံးကိုတောင်းပန်အပ်ပါတယ်ချစ်သူအမျိုးသားလေးကညနေရကောင်မလေးနဲ့အဆက်အသွယ်ရပါတယ်9နာရီခွဲအထိ ဖုန်းဆက်ရပါသေးတယ်အဲ့နောက်ပိုင်းဖုန်းဆက်လို့ကိုမရတော့တာပါကျွန်တော်တို့နေရာရဲ့ချစ်သူတဒန်း6နှစ်အကြာမှာရံဖြစ်ဖို့ဆိုတာလည်းမရှိပါဘူး အခုချိန်ထိလည်းတပတ်ခါမင်္ဂလာဆောင်အတွက်နှစ်ယောက်လုံးကလိုအပ်တာတွေလုပ်လိုက်စားလိုက်နှောက်လိုက်ပျော်နေကြတာပါလက်ရှိမှာတော့ရဲစခန်းမှာလည်းလူပြောက်တိုင်ထားပါ CCTV သွားရှာဖို့လည်းလုပ်ပေးပါပြီနေထိန်တို့ရဲစခန်းတို့ကလိုအပ်ချက်နဲ့မှရှာလို့ရမယ်ဆိုလို့လက်လျှော့ပြီးပြန်လာရတာပါလို့လည်းပြောထားတာကိုတွေ့ရပါတယ် တချို့ကတော့နောက်ကောင်လေးနောက်လိုက်သွားတာလားလို့မစာမနာပြောကြပေမဲ့မိန်းကလေးပြောက်တာနဲ့ပတ်သက်ပြီးတချို့ကတော့ညီမမောင်လေးလည်းအဲ့လိုတိုင်းစီတီနှမပျောက်သွားဖို့ပါ යි စီထိုးပြီးဖမ်းခေါ်သွားတာပါ နေဆက်ကိုရှောင်းဖို့ပါရဲစခန်းကဘာမှမလုပ်ပေးပါဘူး၃ရက်နေမှနေမှပြန်တွေ့ခဲ့တာပါတတိထားလို့ရအောင်ပြောတာပါနော်တမျိုးမတွေ့ပါနဲ့မြ мян ပြန်တွေ့ပါစီရှင် တိုင်းစီတီနာမှာလူတွေခဏခဏပြောင်းနေရဲ့အဲ့အနာသူတို့အတွက်ပြက်ပတ်ဖြစ်နေသလိုပဲ shopping mall နှစ်ခုဆောင်ရဖြစ်နေရောစေကျော်တဲ့လူငယ်လေးတွေအတွက်ပိုပြီးသတိထားတတ်မှိုင်တချို့ကရီးစားဟောင်းနှောက်လိုက်သွားတယ်ပြောတဲ့ဟာရီကိုပြောချင်တာကသူများအပူတော့ကရောက်နေချိန်မှာနင်တို့ဟာမတွေစိတ်နဲ့လိုက်မနိုင်နေပါနဲ့အရင်လိုအခြေအနေလည်းမဟုတ်ခက်ပြက်ကြီးထဲမှာရန်ကုန်မှာယောက်ျားလေးတွေတောင်မလုံခြုံတဲ့အနေထားမှာမိန်းကလေးတယောက်ပျောက်တာကိုထင်တလုံးနဲ့အဝင်မချောင်ကြပါနဲ့ ခုကာလကရာဇဝတ်မှုဖြစ်ဖို့80ရာခိုင်နှုန်းလောက်ရှိပါတယ်။ကာယကံရှင်မိန်းကလေးဒုက္ခရောက်နေဘယ်လိုလုပ်မလဲ။တင်းတဲ့အမျိုးသားလည်းဘလောက်စိတ်ပူနေလဲ။ကိုချင်းစာကြတော်ရုံပဲပြောကြပါ။မလို့အတားရင်းမပြောကြဖို့ကိုလည်းပြောနေကြပြီးတွေ့ရှိပါကအောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်ပေးကြပါ။၃ညာကို0812 0920၃ညာကို9099 5096 ကျေးဇူးဆက်ပါမည်ဆိုပြီးတော့လေအကူအညီတောင်းနေခဲ့ကြပဲဖြစ်ပါအဲ့လိုနဲ့ဒီကနေ့ညနေပိုင်းမှာပျောက်နေတဲ့တို့သမီးလေးပြန်တွေ့ပြီးမှမင်္ဂလာပွဲကိုငကိုစီစဉ်ထားတဲ့အတိုင်းမနေ့ဖြန်မှာကျင်းပသွားမယ်လို့ဆိုလာခဲ့ပါတယ်။စိတ်ပူပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်။မနေ့ဖြန်မင်္ဂလာပွဲလေးပုံမှန်အတိုင်းပြန်လည်ကျင်းပပါမည်ခင်ဗျာလို့ပြောလာခဲ့တာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုချိန်မှာဖြစ်စဉ်ပြောပြဖို့ကိုအဆင်မပြေသေးတဲ့အတွက်ကြောင့်မင်္ဂလာဆောင်ပွဲပြီးရနဲ့ပြောပြပေးပါမယ်ခင်ဗျာ။ဦးလေးဖြစ်သူကလည်းတူမလေးကိုဒီနေ့ဧပြီလ26ရက်နေ့လယ်12:00နာရီပြန်တွေ့ပါပြီ။လောလောဆယ်တော့ငူတူတူငိုင်းတနိုင်ဖြစ်နေလို့အကြောင်းစုံကိုနောက်မှပြန်တင်ပေးပါမယ်လို့ပြောပြခဲ့တာတွေ့ရပါတယ်။အခုလောမင်္ဂလာဝဲမတိုင်ခင်ပါပဲအန်ဒီယကင်းကင်းနဲ့ပြန်တွေ့တာအရန်ကိုဝမ်းသာကြပါပဲအလုံးလေးအသွာလာနေထိုင်ကူးဆိုင်တာဖို့တတိပေးလိုက်ရပါတယ် အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။တဘာဝဘေးအနေရတစ်ခုဖြစ်တိုင်းချမ်းသာသွားတဲ့အသေးတွေရှိတယ်လို့ဖွင့်ချလာတဲ့မြောက်ဥက္ကလာအယံပြီးတဲ့တစ်ခွက်ဝင်နန်ဦးလိုင်းမင်္ဂလာပါပရိသတ်ကြီးတို့ညီမနိုင်ငံမှာတော့ကပ်ပီးအမျိုးမျိုးနဲ့နေတိုင်းလူလူကြုံတွေ့နေခဲ့ရတာဖြစ်ပြီးဒီလိုအနေရတွေများစွာတဲမှာတော့တဘာဝဘေးကိုအမျက်ထုတ်ပြီးချမ်းသာသွားတဲ့သူတွေလည်းများစွာရှိနေရပဲဖြစ်ပါတယ်။လူတွေလည်းလောဘတက်လာရင် ဘလို့မှတားလို့မရတော့တဲ့အထီကိုစိုးဝါနေရပါအခုလိုတသက်နဲ့တကူမကြုံဘူးတဲ့တဘာဝဘေးကဆိုးကြီးတွေကြုံနေတဲ့အချိန်မှာပြည်သူတွေခက်ခဲများစွာဖြစ်နေရကိုကူညီကယ်ဆယ်ဖို့ကိုလည်းမဟုတ်ပဲအမျက်ထုတ်ဖို့တွေးနေတဲ့လူတွေများစွာရှိနေရကတော့မြန်မာနိုင်ငံအတွက်တကယ်ကိုစိတ်မကောင်းစရာပါပဲဒါအပြင်ခုကိကအလူရှင်ပရာဟိတသမားတော်တော်များများကတခုခုလောက်တော့မယ်ဆိုရင်မီဒီယာတွေကိုကားပေါ်တင်သွားရင်အဖွဲလည်းရှိပါ යි ငလေစားဖြစ်ပြီးဆိုကြရဘာမှမလုပ်ရသေးဘူး မီဒီယာတွေနှစ်ဖွဲ့သုံးဖွဲ့တွေလည်းများစွာရှိနေပြီးကုညီကဲစေးအဖွဲ့69ရောက်လောက်မှာ10ရောက်လောက်သာဟုတ်ဒီပတ်တီကဲတဲ့လူပါတာကြောင့်လူပြောများစရာတွေလည်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အခုတစ်ခေါက်မှာတော့လူကဲစေးတာထက်ပစ္စည်းကိုသာလိုက်ရှာနေတဲ့ပရိုက်တာအဖွဲ့တွေလည်းရှိနေရသောငခုံးမတကောင်ကြောင့်တလီလုံးပုတ်ဆက်သလိုတဘာဝပေကိုခုတော့လောက်ပြီး အမျက်ထုတ်နေတဲ့လူတွေကြောင့်လူကောင်းတွေပါပြောဆိုခံနေရတာပဲဖြစ်ပါဒါကြောင့်ဒီကနေ့မှာတော့မြောက်ဩကလာအယံမီသက်တပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ကိုနန်ဦးလိုင်ကသူကြောင့်ခဲ့ရသမျှကိုအခုလိုပဲပြန်လည်မျှဝေပေးလာခဲ့တာပဲဖြစ်ပါအခုငလင်ဘေးမှာစားဖြစ်ပြီးဆိုတဲ့ကကျွန်တော်တို့အခွဲသွားခဲ့ပြီးကျွန်တော်တို့မှမလို့အတဲ့ပစ္စည်းဘာတစ်ခုမှမယူသွားခဲ့ပဲကယ်ဆယ်ဖို့လောက်ကိုသာဦးစားပေးသွားခဲ့ပါကျွန်တော်တို့အပြိုပြက်များစွာဖြစ်တဲ့မက်တလီကိုစာဝင်ခဲ့ပါ ဟိုရောက်လို့အနေရသားကနေအထဲကိုသွားရောက်ကယ်ဆယ်တဲ့အချိန်မှာကယ်ဆယ်ရေးတွေတိတ်မရှိပေမဲ့ဓာတ်ပေါ်ရီစပေါ်လာပြီဆိုရင်တနေ့ကောင်မတွေ့ရတဲ့အဖွဲတွေမီဒီယာတရုံရုံနဲ့ရောက်လာတာကိုကြုံခဲ့ရတယ်။ဓာတ်ပုံတွေရိုက်တယ်၊ live တွေလွင့်သူတို့တွေလှုပ်တယ်၊မသိသူတို့ဝင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ခဲ့တဲ့သူတွေကိုတွန်းထုတ်ပြီးသူတို့လူတွေကိုထိုးထဲတာတွေဓာတ်ပုံရိုက်ယူတာတွေလှုပ်တာတွေရှိတယ်။ body ကိုတကယ်ထုတ်ပြီးဆိုအဲ့လူတွေဘယ်ရမှန်းမသိကိုပျောက်သွားကြတယ်။ တကယ်လို့တဲ့အဖွဲတွေလည်းရှိပေမဲ့မီဒီယာရီခေါ်ဓပုံနဲ့ရိုက်ပြီးအလူငွေရချင်ရုံနဲ့အမျက်ထုတ်ချင်တဲ့အဖွဲတွေလည်းများစွာရှိပါ යි ။နောက်ပြီးအထဲထဲမှာကျွန်တော်တို့တကယ်လောက်ကိုင်းတဲ့အဖွဲတွေကိုဗီဒီယိုရိုက်ပြီးအပြင်မှာသူတို့လှုပ်တယ်လို့လို့နဲ့အင်တာဗျူးဖြည့်ပြီးပြောဆိုနေရတွေလည်းများစွာကြုံခဲ့ရပါ යි ။အဲဒီလိုတွေတွေ့နေချိန်မှာတော့ကျွန်တော်တို့ကတော့အစိတ်မကောင်းဖြစ်ုံတည်ရှိပေမဲ့ကျွန်တော်တို့စိတ်ထဲမှာတော့ဂျားကနေ အသက်ရှင်နေရဲ့ကဲထုတ်နိုင်အောင်ကဲထုတ်ပြီး တည်ဆုံးသူတွေကိုလည်းတပ်ဖော်ရအောင်လို့စူးစမ်းရှာဖွေဖို့ပဲစိတ်ထဲမှာထားပြီးဖြေပြောက်ခဲ့ရတာလေးလည်းများစွာရှိပါ යි ။ဒါကြောင့်မို့လို့ပြောတဲ့သူတွေကိုလည်းအပြစ်မမြင်ပဲကျွန်တော်တို့ကတော့ကိုလုတ်ခဲ့တာကိုကိုသိရဲ့အတွက်မနာတယ်လို့ကိုရိကြုံတွေ့ခဲ့ရတာဖြစ်လို့မနာပါဘူး။တဘာဝဘေးအနေတကူဖြစ်တိုင်းချမ်းသာသွားတဲ့အသင်းတွေရှိပါ යි ။ချမ်းသာသွားတဲ့သူတွေလည်းရှိတယ်။ဒါကြောင့်မို့လို့အခုလိုပြည်သူတွေတဘာဝဘေးဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့အချိန်မှာကိုအမျက်မထုတ်သင့်ဘူးလို့ပြောချင်ပါသေးတယ်။ ကျွန်တော်တို့ကတော့ဖြစ်နေရဲ့ပြည်သူတွေကိုသာကယ်ဖို့လုပ်တာစိတ်ရှိပြီးကျွန်တော်တို့မှာတူတချောင်းစောက်တလက်ကလွဲပြီးဘာတခုမှလည်းမယူသွားပဲရတဲ့ပစ္စည်းလေးတွေနဲ့ပဲရအောင်လို့ကဲထုတ်ခဲ့တာဖြစ်ပြီးကျွန်တော်တို့ပြန်လာတဲ့အချိန်မှလည်းခက်ခဲနေတဲ့ပြည်သူတွေစီကဘာတခုမှမယူလာခဲ့သလိုဘသူရဲ့ချွေးနဲ့စာကုံမှ အမျက်မထုတ်ခဲ့ကြောင်းအခုလိုဖွင့်ဟလာတာပဲဖြစ်ပါအများပြည်သူတွေဒုက္ခရောက်နေချိန်မှာအမျက်ထုတ်ပြီးချမ်းသာသွားတဲ့လူတွေနဲ့ အယောင်စာပရာဟိတအဖွဲ့တွေအပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါဦးရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်